ပြီးခဲ့တဲ့လအပိုင်းတွေတုန်းက Apple ဖုန်းတွေကိုအမေရိကန်နိုင်ငံမှာမထုတ်လို့ရကောင်းလားဆိုပြီးတော့ Apple ဖုန်းတွေကိုအမေရိကန်နိုင်ငံမှာပြန်ပြီးတော့ထုတ်လို့လာအောင်တင်ကျက်ဖိအားပေးခဲ့တဲ့ Donald Trump မှာသူဆိုရင်သူကိုယ်တိုင်ကပဲ Trump Organization ကနေပြီးတော့ Trump Mobile Phone ကို ထုတ်လုပ်လိုက်ပါတယ်။တန်ဖိုးအနေနဲ့ကတော့ဒေါ်လာ900လောက်ကျပ်တင်မှာဖြည့်ပြီးတော့ရွှေဝါရောင်နဲ့ အနောက်မှာဆိုရင် US land ပါပါရှိသွားမှာပါလာစင်ကြီးအနေနဲ့ဆိုရင်49.45ဒေါ်လာကျတဲ့မှာဖြည့်ပြီးတော့အဲ့ဒီ49.45ဒေါ်လာကဘာကိုစားပြုတ်တယ်ဆိုရင်သူ့ရဲ့45ကျိန်မြောက်နဲ့သူ့ရဲ့49ကျိန်မြောက်တမတတက်တန်းဖြစ်တာကို ကြီးညွန်းထားတာပါသူတို့ရဲ့လစင်ပက်ကစ်ထဲမှာဆိုရင် ဖုန်းခေါ်ဆိုမှုတွေစာတူပို့တာတွေအင်တာနက် data တွေအကန့်အသတ်မဲ့ unlimited ပါသွားမှာလို့သူတို့ကပြောထားပါတယ်အကုန်လုံးစိတ်ဝင်စားနေကြတဲ့အပိုင်းကတော့တခုရှိပါတယ်အဲ့ဒါကတော့ဘာလဲဆိုရင် Apple ဖုန်းတွေကိုတော့ US နိုင်ငံမှာပြန်ပြီးတော့ထုတ်ခိုင်းတယ် ဒါပေမဲ့သူ့ရဲ့ဖုန်းတွေကိုတော့သူ့ရဲ့သားကြီးပြောသလိုဆိုရင်နောင်လာမဲ့ဖုန်းတွေကို US နိုင်ငံမှာထုတ်သွားမယ်ဆိုပေမဲ့အခုလက်ရှိ ထုတ်ထားတဲ့ဖုန်းတွေကိုတော့ဘယ်မှာထုတ်ထားတယ်ဆိုတာကိုတော့သူတို့ကတိတိကျကျမပြောထားပါဘူးအဲ့ဒါကြောင့်အကုန်လုံးကเนาะဒါကိုစိတ်ဝင်စားနေကြတာပါ